အားလုံးပဲမင်္ဂလာပါရှင်။ယူရဲ့ SC Audio Book Entertainment Channel လေးကနေအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ယူကဆီယာမီမန်းလေးတန်ကိုရဲ့မြေကျိုးဆိုတဲ့ကတ်တုန်းသရုပ်ပေါ်လေးကိုအတန်ဇလန်အဖြစ်ပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဆီယာမီမန်းလေးတန်ကိုရဲ့မြေကျိုးတဲလေးတို့ဟာငါ့ကိုမလာတော့က ထွန်းလေးရေမင်းသမီးအေပရယ်မိုးကတော့ငါ့ကိုထွန်းလေးရွာမသားရှိလို့ဆိုင်ကမင်းသမီးထည့်မမမို့ခွန်တော့ထွန်းလေးကိုပွဲစားကပေးမယ်ငါအိစခါကလေးကတော့ငါ့ကိုကိုရင်ထွန်းခင်ရေတော်ဝင်လာတဲ့ပိဿကသူမြောက်ဝက်ပြီးသားအစဉ်မရွေးတာဘူးလားကဲကဲငါ့ကိုခုလိုသဲလေးထွန်းလို့ခေါ်တာရှိတော့ရှိရေမေ့နေတယ်ဟဲ့သဲလေးထွန်းဘာတွေငဲနေတာလဲ ိုးသဲလေးထွန်းလို့ငါ့ကိုခေါ်တာမဟာလတ်ကလေးရတဲတယုတ်ဖို့ခေါင်းဆောင်ဇမင်းနဲ့မိကအလှရှင်ဒါရုကလေးရပဲဘာကိစ္စလဲမောင်းဒါရုရဲ့သဲလေးထွန်းဝှက်လျှော်နေတာမကြည့်ရလို့ကုလျှော်ပေးမှလားဟင်ကုလျှော်ပေးပဲဖယ်ပေးလေမလုပ်ပါနဲ့နောက်တာဘာကိစ္စနဲ့လာလာလဲဟာမနစ်ကလို့သဲလေးထွန်းတို့ဘလို့ကြည့်ရဖေးအပွဲမှာမောင်းဒါရုတို့တဲတယုတ်ဖို့ငှားမှာပဲမလားအဲ့ဒါမေးတာ ဒီကိစ္စငါဘလို့ပြောရမလဲခက်ပြီဒီတော့ငါမနှက်ပံရွာကိုအလှရှိလို့သွားရမယ်အဲဒီကရွာပွဲပြပြရဲ့လူကြီးကိုမောင်ဓာရုတို့တဲတိယုတ်ဖို့ငှားမလားမေးပေးမယ်ဟုတ်တာပေါ့ငှားမှာပါတဲလေးထုံးတို့ရွာသားတွေမနေ့ကယောက်ျားမိမလို့ပြင်ဆင်ကတာမမြင်ဘူးလို့လာကြည့်လိုက်တာဖះအပြည့်ပဲလေမောင်ဓာရုကလျာကိုမနေ့ကအငိမ့်မင်းသမီးဧပြီမိုးခေါ်လာ၍ထွန်းခင်တိရကာ ထွန်းလေးရဲ့ဒါမောင်ဓာတုကလေးရတဲ့တဲတယုတ်ပေါ်ထောင်ထားတဲ့ခေါင်းဆောင်ပေါ့ထွန်းလေးတို့ရမှာဖရားဘွဲဒီနှစ်ကျင်းပါမယ်ဆိုသူတို့ဖွဲ့သုံးကြည့်ပါလားနှစ်တိုင်းဇက်ကြီးငှားနေတာဒီနှစ်ဈေးချိုတဲ့အကအဖွဲ့ငှားမယ်လို့လူကြီးတွေတိုင်မင်းနေကြတယ်ပွဲကအလကားကပြရတာလေဒါတဲ့မောင်ဓာတုတို့ဖွဲ့ရမင်းသမီးတွေလှရလားအကကောင်းရလားမောင်ဓာတုလို့ရုပ်ဆိုးဆိုးကြီးဆိုရွာကြိုက်မယ်မထင်နောက်မှ အမလီဒါတဲ့သူ့နာမည်ကထုံးခေနဲ့မမအိပရာထုံးလေးလို့ခေါ်တယ်။ဒါဆိုသူ့အဒီကတဲလေးထုံးလို့ခေါ်မယ်။တို့ကအပြင်မှာရုပ်ဆိုးပေမဲ့ပြင်ပြီးစင်ပေါ်ရောက်ရင်ကြီးလဲလဲဦးပဲ။မင်းသက်ခိုင်နဲ့တူတဲ့မင်းသမီးဆန်လီမြင့်လွင်နဲ့တူတဲ့မင်းသမီးတွေခေါ်ပြီးကပြမှာ။ရွာလူတွေကြိုက်စရာမစိတ်ချဖះပွဲတော်ညဝင်မောင်ဓာရုကလျာရဲ့မဟာလကလျာတေးတယုတ်ဘောကပြရာ ယောက်ျားလေးများမိန်းကလေးနဲ့မချားဝတ်စားအေးရမိန်းမထက်ပိုစစ်တယ်လို့ပဲဟိပြင်ဆင်ထား၍ပလို့ကြီးရွာသားများအကြိုက်တွေကပွဲတော်သုံးညကျင်းပရာလူကြိုက်များရ၍ရွာသားများငွေစုပေါင်းကောက်ပြီးနောက်ထပ်ည15ရာမဟာလှကလျာတေးတယုတ်ဖို့ငါညတိတိကပြရည်ဂိုးဂိုးဂိုးကိုယ်သွင်းကောင်းနေတို့ကိုကိုပါ အဲ့ဒီတော့ကဒိုးဖွဲ့ကိုနင်တို့ရွာအားပေးတာပျော်စရာလဲကောင်းစိတ်ညစ်စရာလဲကောင်းပါဘာလို့စိတ်ညစ်တာလဲဟာစိတ်ညစ်တာဗောရွာလူတွေကိုအလှပြင်တာဝိုင်းကြည့်ပြီးမိမလာယောက်ျားလာထိုင်ရင်းကြနေတို့များအပေါ်ပါတော့မသွားရတဲ့အဖြစ်အေးဟဲ့ယောက်ျားအစ်စ်တွေပဲပေါင်နာဖို့ရိုက်ကောင်းလို့မိမဟန်ဖြစ်သွားတာ၏ချားလူတွေကလည်းတို့တင်ပါအသက်လွတ်လာရိုက်ပြီးဖုံးဖုံးနဲ့ ဒါဆိုတင်တို့ပဲမင်းပြောသလိုယောက်ျားပဲဟင်အဲ့လိုပြောစရာလဲကောင်းစိတ်ညစ်စရာလဲကောင်းတယ်ပလို့ကြည့်ရွာဖះပွဲကိုဒီနေ့လဲကကျင်တာပဲဟင်အဲ့တော့ကနင်တို့တို့ရွာကိုစိတ်ညစ်သွားသလိုတို့ရွာလဲနင်တို့ကိုစိတ်ညစ်သွားတာပဲဘာဘာဖြစ်လို့အဲ့တော့ကပွဲက3ညနဲ့5ညတိုးကလို့နောက်ဆုံးညမှာပွဲစင်းကနေဖះပွဲနားပောက်ပင်ကိုမြေချိုးပြစ်တာနုတ်သိလား မြေကျိုးပြေလို့မကြားလိုက်ဘူးပွဲနောက်ဆုံးညတော့ပေါက်ပင်ကိုပွဲစရဲနာမိလုပ်လာပါလားပေါက်ကွဲပြီးလွှတ်စင်မိလောင်တယ်လို့ကြားလိုက်ရတယ်အေးအဲ့ဒါပွဲစရဲနာမြေကြီးတဲ့ကနေပေါက်ပင်ကိုမြေကျိုးပြစ်တာတဲ့ကြံကြံဖန်ဖန်မြေကျိုးပြစ်တယ်လို့ကြားဘူးပေါ့ဒါပေမဲ့ရွာတွေကလူကြီးတွေကဒါလူတွေပြောသလိုမြေကျိုးပြစ်တာမင်းတို့စဉ်းစားကြည့်ယောက်ျားတံမဲ့မိန်းမလိုဝက်စားကပြမှာတော့ကောင်းငင်ကမြေကိုပြစ်တဲ့မိုးကြိုးလဲ မင်းကနေမိုးပစ်ပြီပေါ့ဟုတ်ပါအဲ့လိုပြောတဲ့အပြင်အရင်နှစ်တည်းကရွာဖေးအပွဲဆိုပွဲငါပေးနေကြပွဲငါကိုမဲရဒီကောင်းလေးလာကမှဒါမျိုးပစ်တာကြုံငါပေးတဲ့ပွဲတွေဒီဖေးအပွဲလာကတော့ဘာဖြစ်လဲအေးစေးပဲဟုတ်တယ်ဒါကြောင့်ဒီနေ့အရင်လိုကိုမဲငါပေးတဲ့ဇက်ပဲကမယ်တင်နေနင်တို့အဖွဲငါပေးတဲ့ငါမှအဲ့လိုကမျက်နှာပူလိုက်တာဒီလိုကိစ္စနဲ့ပတ်သက်ပြီး ငါတို့သေးသေးုပ်ဖော်ကလူတွေဟာဟိုစကပုံလိုတရားခင်ဘယ်နွားဆာဆာနောက်ဆုံးဘဲမှဆိုတဲ့နွားမှပဲအပြစ်ပုံချကြတယ်ဆိုသလိုဖြစ်နေတယ်။ဘာမလို့လဲနင်တို့ပဲအပြစ်ပုံချခံရတယ်လို့ဆိုလိုတာလား။ဟုတ်တယ်တဲလေးတို့လွန်ခဲ့တဲ့၃နှစ်ကတံပိုးရဖေးရပွဲ တို့အဖွဲသွားကြတာအဲ့ဒီနှစ်မှမိုးခေါင်တာကိုတို့အဖွဲယောက်ျားစင်စစ်ကမိမလို့ကလို့ခေါင်တာတဲ့တိုက်ဆိုင်မှုလို့ပြောချင်တာလားဟာ ဒါဘောဟဲ့ယောက်ျားမိန်းမလိုဝက်စင်တယုံဆောင်ကတာခုမှမဟုတ်ဟိုးတော့ကယောက်ျားမင်းသမီးအောင်မလာဆိုပြီးနာမည်ကျော်ဦးစိန်ကရုံးနဲ့တွဲပြီးကခဲ့တာထင်ရှားပဲလေအေးရုပ်သိမ်းမှလဲမိန်းမရုပ်သိမ်းမင်းသမီးဦးဖိုးညိုဆိုတာအဖွားကြီးတန်းမိန်းမတန်းနဲ့ပွဲကြည့်သူတွေကိုပြောပြတာပညာသားပါကောင်းလို့လို့ညီသမီးပြောမကောင်းရင်ဦးဖိုးညိုရုပ်သိမ်းသွားကြည့်ခိုင်းလိန်မာသွားလိုက်မယ်ရှေးလူကြီးတွေသူတို့သားသမီးလိန်မာစေခြင်းရင် ဥပုညရုပ်သေးသွားကြည့်ခိုင်းရတဲ့အချိန်ပဲတဲ့ယောက်ျားမင်းသမီးတင်စွာကြတာတို့လက်ထက်ကြမှာအခုလိုပြောခံရတာအသေးနာတဲ့သေးလေးထွန်းရင်ရှိသေးတယ်ကျွေခရဖျားပွဲမှာနေဆက်ကနေအလုလုရင်ငွေရှင်လာတဲ့သူတို့ရွာသားတွေဟိုမှာကဲခဲ့တာမိဘတွေကမသိဘူးဖျားပွဲမှာသူတို့ကြုတ်တို့မိတ်ဆက်ပွဲခင်းနဲ့တုံးပြောရင်ဖျားပွဲပြီးလို့လင်းငါလာကြသူတို့လင်းလုံးယောဂနဲ့စုံးတာဘူးအမလီလာကတဲ့အချောက်တွေနဲ့ရောတော့ခုလိုသေးတာပေါ့ အဲ့လိုအုံကိုပြောခံရတာခံရခက်ဆုံးပဲထိုးခင်မောင်ဒါတို့ကလျာကိုမခံကြရနော်မဟုတ်ဘူးလားဟိဘာဟုတ်ရမှာလဲသူတို့ပြောသလိုတို့နဲ့ရောလို့သူတို့သားလေးနေလုံးနဲ့သေတို့လည်းဖြစ်ရမှာပေါ့ခုတော့တို့များဒီဖွဲ့ဆောက်ဖွဲ့တော့ကတို့လိုလူဆယ်ယောက်နဲ့စုပေါင်းကြကြတာခုရှစ်နှစ်ရှိပြီဒီဆယ်ယောက်ကြားမာပြီးလမ်းနေတော့မယ်တကယ်ဆိုသူတို့သေတယ်လို့တို့လည်းလိုက်သေးရမှာပေါ့လေးလုံးရောကနဲ့လေး ဟုတ်သားပဲဒီကိစ္စငါစုံစမ်းမယ်ဖြစ်မှန်ဖော်ထုတ်ရမယ်ဘလို့ကြည့်ရွာဖះပွဲကျင်းပကန်ဒီ၃ရက်အလိုနေဝဲဟဲကိုရထုတ်ကေဖះပွဲတော့နှွဲကျင်လို့ရွာကိုကျိုးလာတယ်ပေါ့နင်းနဲ့အတူနှွဲကျင်လို့ပေါ့ဒါတဲ့ဘာပွဲလဲဥမဲငါပေးတဲ့လင်းလင်းဇက်တဲ့ကျုပ်တို့ကမနစ်ကကားတဲ့တေးသရုပ်ဖို့ကပွဲကြည့်ကျင်တာတော့ဘာလို့ကြည့်ကျင်တာလဲဟာ သူတို့ကမိမဟန်လောက်ကတာပဲဟိအိုးသူတို့ကမိမတွေတက်အလှပြန်တက်ဝက်စားတက်တော့အတူခိုးရတာပေါ့ဒါပေမဲ့ကိုရွာမှာဒီသေးသေးဥပုံမကလဲကိစ္စမရှိပါဘူးဘာဖြစ်လို့လဲဟာခုဒေါင်းသားရွာဘုရားဘွဲမှာအဲ့ဒီတေးသေးဥပုံကပေါ့မြို့တက်သွားငားကြတာပွဲရတယ်တဲ့တို့တို့ရွာဘုရားဘွဲနဲ့အပြိုင်ကမှာပဲဟိဟေးဒီတော့ကျုပ်တို့မလာတို့တို့ကိုရွာဘုရားဘွဲမကြည့်ပဲ ထောင်းတိုက်ပွဲကိုလှဲနဲ့ညာတိုင်းသွားကြည့်မယ်လို့တိုင်ပင်ထားတယ်။အဲ့လိုမလုပ်ပါနဲ့ဟာ။ကို့ရဖះပွဲလဲနှွဲထောင်းတိုက်ဖះပွဲလဲသွားကြည့်ဖို့ဟာ။ဒါဆိုပထမညကို့ရဖះပွဲကြည့်ပြီးနောက်ညထောင်းတိုက်ဖះပွဲသွားကြည့်မယ်တော်လိုက်ခဲ့။ဟိလိုက်မှာပေါ့။ဘလို့ကြည့်ရဖះပွဲတော့ညဝဲခါဦးနဲ့ထွန်းခင်ပွဲစဲတန်းလျှောက်ရင်းတော့ပထမညကို့ရဖះပွဲကြည့်ပါဆိုလို့လိုက်ကြည့်တာ။ မလာတို့တို့ကတောင်းတိုက်ဖျားပွဲလှင်းနေသွားပြီကဲကဲပွဲထွက်တော့မယ်တို့ဖျားသွားထိုင်ကြည့်ကြစို့ထိုးစင်ဟာထိုးခင်တဲ့ခါဦးကြည်နူးနေတယ်ဗောဟာမို့ကြီးမင်းလည်းငွေကြီးနဲ့မနှွဲဘူးလားဘယ်ကလာလဲငွေကြီးကမလာတို့တို့နဲ့တောင်းတိုက်ကတေးသရုပ်ဖို့လှင်းနေသွားကြည့်တယ်ဟာငါဒီဇက်ကမင်းသားနဲ့အရက်ဆိုင်ရလာတာမင်းသားနဲ့အရက်ဆိုင်ရအေးငါစီကိုမဲရ သူမင်းသားခေါ်လာပြီးလူတွေမသိအောင်ရက်ဆိုင်ရက်တိုက်လိုက်ပါပြောလို့ခေါ်သွားပြီးဥဖိုးလူဆိုင်မှာတိုက်တော့ဒဗလင်းတောက်ပြီးလူမသိအောင်ပစောခြုံသွားတယ်။ဟိပရိသတ်တင်သိမ်းမှာတော့ကြောက်တယ်။ကဲပွဲထွက်တော့မယ်တို့ဖြာသွားထိုင်ကြည့်ကြစို့။ပွဲခင်းနဲ့ရောက်မှထုံးခင်ခေါင်းတို့ပွဲခင်းနဲ့ရောက်တော့ပွဲစား truck ကမင်းသားမင်းသားလင်းလင်းစတေရှိုးဆုံနေဤကောင်းသောညပါကောင်းသောညပါ မင်းသားရုပ်ချောပင်မယ်အသားအစ်တတင်နေအစပထမသူ့ပခုံးလေးပေါ်ငါမဲလေးအသာတင်တင်ရှေ့ရခေါင်းကြီးကွယ်လိုက်တာကောင်းသောညပါဟေးမင်းသားကောင်းသောညပါပဲဆက်ကဆက်ကဆိုပြီးအေးအေးနဲ့အေကနအယံမူးနေတာလားကောင်းသောညဟေးမင်းသားအယံမူးလုံးပြီးလဲကျသွားပြီထိုးစိ ဇက်စင်ပေါ်တွင်လှင်မြစွာကလကချလိုက်ကခဏကြာကလကပြန်ပွင့်လာပြီးလူရှင်တော်တို့ထွက်လာကရွှေပွဲလာပရိသတ်ကြီးခမညာကျွန်တော်တို့ဇက်မင်းသားလေးလင်းလင်းဟာခရီးကကြမ်းလမ်းကလဲကလေးဖြစ်တဲ့ဒီဘလော့ကြီးရွာကိုနုပညာချစ်စိတ်နဲ့ရွာကလူတွေကိုသူ့ကသူ့လာတွေအားပါရရဖြောပြင်းမဲဆိုပြီးအားခဲလာတာခရီးပန်းမီခုလိုမူးလဲသွားလို့သူဆေးကုနေရတော့သူ့အစားကျွန်တော်လူရှင်တော်နောက်တော့က စတေရှော့ပြဇာတ်နှစ်ပါးတော့အားလုံးတာဝန်ယူကပြပါမယ်။အိုးမင်းသားနဲ့မဟုတ်ဘူးနဲ့အရက်တောင်မို့လို့စတေရှော့ဆိုရင်လဲတာခရီးပန်းလို့တဲ့ညာတယ်။ဒီလိုပဲလေချို့သဘင်သမားတွေကသူတို့အရင်မစေးမှုရင်ကလို့လဲရင်တော့ဒီရွာရက်သူပြူစားလို့ဖြစ်တာဆိုပြီးကြင်ညာသေးတာဟာဟဲ့ပြိတက်ကိုစော်ကားတာပေါ့ဒီလိုပြိတက်ကိုညားနေတဲ့ဒီဆက်မကြည့်ဘူးအိမ်ပြန်အိမ်မယ် နတ်ဖန်ဒေါန်းတိုက်ကတေးသရုပ်ပေါ်တက်ကြည့်မယ်။ဒါဆိုခုပဲငါနဲ့နေဒေါန်းတိုက်ဖျားပွဲသွားကြည့်မယ်။ဟိ။လမ်းကြမှာ။ဘာလဲ။တောလမ်းမှာတော်ညံများမှာတိတယ်။ကဲကဲဖုံဖုံ။ထိုးစေခါဦးတို့အိမ်သားမှာဒေါ်မိုး။ခေါ့။ပွဲမကြည့်ပဲအိမ်ပြန်မလို့လား။ငါပြန်တော့မှာ။ပြန်ညင်ဖွဲရတာပေါ့ဟာ။လာ။ဟုတ်ကဲ့ပြန်မှာ။ကဲကျုပ်ရွာထဲပြန်ပြီ။တော်ပဲဖျားပွဲမှာနေခဲ့။ ထောင်းလိုက်ဖျားပွဲခုသွားကျင်တော်တယောက်ထဲသွားအဲငါဖျားပွဲမှာနင်းနဲ့နှွဲကျင်လို့ဘောင်းမီစပော့ရှက်တွေအကျွေးဝယ်လာတာခုတော့အလကားပေါ့ခါဦးအိမ်ရောက်တော့ပွဲမကြည့်ကျင်တော့လို့ဒေါ်မိုးနဲ့အိမ်ပြန်လာတာအမေမေသေးဦးလားအဝေဟောင်းနေချုပ်နေလို့မအိပ်သေးတာဒါတဲ့ဖျားပွဲလူစီလားမနေ့ကတည်းလူပိုးစီတဲ့အမေရဲ့စီမပေါ်ဒီနေ့မိုးလေမှန်ကန်တော့အသေးအနံထွားကောင်းတယ် ဒီတော့တို့တောင်သူလဲသမားတွေငွေရွှင်ပြီးဖိအားပွဲနှွဲနိုင်တာပေါ့ဒီနေ့မိုးလေမမှန်ရာသီဥတုမကောင်းရင်မနေ့ကရွာဖိအားပွဲတေးသရုပ်ပေါ်ကလို့ဆိုပြီးလူတွေပြောမှာပဲနောက်နေမလာတော့ပဲမနေ့ညတောင်းတိုက်ဖိအားပွဲတေးသရုပ်ပေါ်သွားကြည့်တာကောင်းလားအစီအစဉ်အစ်စ်တင်နေကောင်းမှာကောင်းအေးဝက်စားပုံနဲ့လိမ့်ချေပုံတွေအတူခိုးခဲ့တယ်ပေါ့ဒါပေါ့သူတို့ကပြိသက်တွေကြားတဲ့ဖိအားကင်ပြီး ဖះအတွက်အလူခံပြီးတော့အလူငွေထည့်လိုက်ကြတာအေးချိုးလူတွေကတင်မရိုက်ဖက်နှမ်းနေသူတို့သေးခံရှာတယ်မိကနဲ့ရေမွေးနဲ့သင်းလို့ဟိအာမွားပေးမယ်ရပါတယ်ညစ်တယ်မစိတ်ရလားကဲခါဦးမလတ်တုတ်စကားနားထောင်ရင်တို့ရွာဖះပွဲကမင်းသားလင်းလင်းအရက်နဲ့တသိန်းသိန်းနဲ့ဇက်ခုံပေါ်လဲတာခยีပန်းလို့မူလာတာတဲ့ဒီလိုညာတော့ပြိသက်ကယုံလို့ညက်နေ ဟောင်းရဲ့နင်တို့ဒေါင်းသားရွာဖေးရွာဘယ်သွားကြည့်မလို့လားကြည့်မလို့မလာတုတ်တုတ်နဲ့လေလှဲနဲ့ဒီညသွားမှာတရွာလုံးဒေါင်းသားရွာတရီတို့ဘောသွားကြည့်မယ်နဲ့လှဲရပြင်လို့ဟာပွဲကောင်းတာပဲတော့သွားကြည့်ကြတာပေါ့ရွာဖေးရွာလူရှင်တို့ကမင်းသားလောက်ကပြနေတာဘသူကကြည့်မှလဲတော့အေးဟာကိုလုတ်တဲ့အလုပ်စေနာထားပြီးအမှန်တကယ်စူးစမ်းတော့ဘလို့ပဲဖြစ်နေပါစေနောက်ဆုံးအောင်မြင်ရတာပါပဲလေ ဒါတခါ့ဦးတို့ဖះပွဲမနစ်ကမြေကျိုးပြက်တယ်ဆိုတဲ့ကိစ္စငါမင်းညအဖြစ်မှန်သိလိုက်ရပြီဟာဟဲတကယ်ဖြစ်တာလားတော့တကယ်ဖြစ်ရင်ငါကိုယ်တိုင်မိုးကြိုးမပြစ်မြေကျိုးပြစ်ဆိုပြီးစာရေးအံ့ဝယ်သူတာတိုက်ကိုပို့မှာပေါ့ဟိညအနေဒေါ်မိုးနဲ့ရွာပြန်လို့ငါတယောက်တည်းပွဲခင်းတဲ့ဝေးရပောက်ပင်းနာအသွာထုံးခင်လားလို့ဟုတ်ဗျာဟာမြို့ကအိမ်နေချင်းဥတည်မယ် ဒါကျွန်တော်ရောဇာတိရွာကျွန်တော်တို့ဘုရားပွဲဘာကိစ္စလဲဘုရားပွဲရောက်လာလဲကြံကြံမှန်မှန်နေတက်တယ်ငါဒီဘုရားပွဲမှာဆိုင်ငန်းဖွင့်ဒန်းတဲ့ပစ္စည်းရောက်တာငါးနှစ်ရှိပြီကွာဟုတ်လားနှစ်တိုင်းမျိုးကနေကျွန်တော်ပွဲလာဆိုပေမဲ့ဥတင်နဲ့မစုံဘူးခုဘုရားပွဲမှာလူများလို့နားရပါရင်ဒီပပွင့်အောင်လာနေရလားဆိုပါတော့နောက်ပြီးဒီပပွင့်ကငါ့အတွက်ဇလန်းရှိနေတယ်ဗျာ ဒီဘောက်ကဥတည်အတွက်ဇလန်းရှိနေတယ်။ဟုတ်တယ်မနေ့ကဒီဖျားပွဲမှာဆိုင်ငန်းယူတန်းပစ္စည်းရောင်းရင်နောက်ဆုံးညမှာထမင်းစာရာနဲ့ဆိုင်ငန်းတော့ gas မီးဖို့နဲ့ဘဲဥကြော်လိုက်ရ။ထင်းရှားပြီးကြော်မနေဘူး gas မီးဖို့နဲ့ကြော်မှာ gas အိုးလေးမလုံးတော့ gas ပေါက်လွင့်ပြီးအနားကပေါက်ပင်ထိပ်ဖြောင်းမှန်းပေါက်ကိုင်းနဲ့အရွက်မီးဆွဲလောင်တာပေါ့ညီနဲ့တကောင်ပေါက်ပင်မီးလောင်တော့ပွဲကြီးပြိတ်သက် အချို့ပွဲလန်းလို့မြန်မီးငိမ့်နိုင်ပေမဲ့ငါကြောက်လွန်နေတာအနားမှာပွဲငါအောင်မဲရဘာလို့ရမလဲဒါဒါမီးပေါ်စားမှုနဲ့ငါငါအေးဒီကိစ္စမပူနဲ့ငါကြည့်ပြောပေးမယ်ကွာအဲ့ဒါနဲ့ဦးမဲရလူတွေကိုတေးသရုပ်ပေါ်ကပွဲမှာယောက်ျားမိန်းမလူကလို့ဖုံးနေပြီးအထက်ကအောက်ကိုမြေကျိုးမပစ်ဖဲမိုးကျိုးမပစ်ဖဲအောက်ကအထက်ကိုမြေကျိုးပောက်ပင်ကိုမီးဆွဲလောင်တာပြောတော့ ရွာလူတွေယုံကြတာအံ့ဩစရာကွာအဲခါဟုတ်ထုတ်ခင်စကားကိုနားထောင်ရင်တို့ရွာလူတွေစာပေဘုဟုတုတ္တနဲတော့မြေကျိုးပြစ်တယ်ဆိုတာကြီးကိုယုံပြီးတဲတယုတ်ဖို့ကလို့ဆိုပြီးအပြစ်ဖို့ကြတာပဲဒါဥမဲစနက်ပေါ့ခုသူငားလာတဲ့မင်းသားအရက်မိုးလဲတာခရီးပတ်လို့လဲတာညာပြောတော့တို့ရွာသားတွေကယုံနာပဲဥမဲကပွဲငားဆိုတော့သူ့ဆက်ရွာငားငားပဲ တိတိယောက်ပေါ်ငါတော့ gas ကိစ္စညံစင်ပြီး သူ့ဇက်ပဲရွာမှာကိုက်ရအောင်လှုပ်တာပါပဲဘလို့ပဲလှုပ်ပါစေအရင်ချင်းရှိစေနာထားတဲ့ပွဲပဲလူတွေအားပေးလို့ခုရွာလူတွေကိုရွာဖျားပွဲအားမပေးပဲဒေါန်းတိုက်ဖျားပွဲလှဲနေသွားကြတာတတ်သေးပဲပေါ့ပြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆီယာမီမန်းလေးတောင်ကြီးရဲ့မြေကျိုးဆိုတဲ့ ကတ်တန်တယုတ်ဖော်လေးကိုအားလုံးပဲကြိုက်နေတတ်ကြလိမ့်မယ်လို့ယူကမျှော်လင့်ပါတယ်။ဒီမှာကတော့စာဖတ်သူယူပါရှင်။